ဂျမေကာနိုင်ငံသမိုင်းမှာကြုံမှုသမျှအပြင်းထန်ဆုံးဘုံတိုက်အဖြစ်ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ဟာရီကိန်းမေလဆာဟာကျူဘာနိုင်ငံစီဆက်လက်ဥတီရွေလျားနေပါတယ်အခုနှစ်အတွင်းကမ္ဘာပေါ်မှာဖြစ်ပေါ်မှုသမျှမုန်တိုင်းအလုံးထဲမှာလေတိုက်နှုန်းအပြင်းထန်ဆုံးအဖြစ်အမှတ်တမ်းဝင်ခဲ့တဲ့ဟာရီကိန်းမေလဆာဟာမွန်ဒီဂိုပင်လယ်ခွေ့ရဲ့တောင်ဘက်ညူးဟုံမြူနာကနေဖြတ်တန်းပြီးကုန်းတွင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်မုန်တိုင်းရဲ့အားအပြင်းဆုံးအချိန်မှာလေတိုက်နှုန်းကတနအီကို183မိုင်ထိရှိခဲ့တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းပါတယ် အခုတော့မီလီဆာဟာဂျမေကာကျွန်းကိုကျော်ဖြတ်ပြီးအရှေ့မြောက်ဘက်စီခပ်ဖြည်းဖြည်းဆက်လက်ရွေ့လျောင်းရင်းဂျူဘာနိုင်ငံအရှိတ်ဆုံးဒေသစီချင်းကပ်သွားနေရပါမုန်တိုင်းရဲ့လမ်းကြောင်းဟာဂျူဘာရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဇန်ဒီယေဂိုဒီဂျူဘာတဝိုက်စီဥတည်နေတာဖြစ်ပါတယ်ဂျမေကာမိုးလေဝသဌာနကတော့မုန်တိုင်းရဲ့အရှင်ကြောင့်နောက်ထပ်ရပိုင်လောက်ကြာတဲ့အထိပြန်ထန်ကြမ်းတဲ့ရာသီဥတုအခြေအနေတွေကိုဆက်ပြီးကြုံတွေ့ရနိုင်တယ်လို့သတိပေးထားတာပါကနအူးသတင်းနဲ့အရမုန်တိုင်းကြောင့်ဂျမေကာမှာလူ၃ယောက်ထပ်မံတဲ့သေဆုံးပြီး ဒါစင်တဲ့ချီတရားရရှိထားတယ်လို့သိရပါရဲ့ရှင်